Hello အားလုံးပဲမင်္ဂလာပါဘူပေါ်မှချင်းကနေကြိုဆိုပါရစေကျွန်တော်တို့အပြောင်းရွှေ့ပြောင်းရွှေ့သတင်းတွေနဲ့ပတ်သက်လို့ကျွန်တော်ဆက်ပြီးတော့ကြည့်ရရင်စိတ်ဝင်စားဖို့ကောင်းတဲ့ Bison ရဲ့ဒါသတင်းချို့ကျွန်တော်ကြည့်တယ်ဒီနေရာမှာသူရဲ့အားကစားဒါရိုက်တာဖြစ်တဲ့ DQ တိုင်းပြောထားတဲ့အကြောင်းအရာလေးဒီပေါ့ဗျာသူကပြောထားလဲဆိုတော့ DQ ကအပြောင်းရွှေ့နဲ့အားကြီးပြောထားတဲ့အခြေအနေမျိုးဟာဒီကျွန်တော်တို့အနေနဲ့ပေါ့နော် Liverpool တင်းရဲ့တောင်မန်ကစားမဖြစ်တဲ့ Luis Diaz ကိုသဘောကျတယ် Manchester United ရဲ့ကစားမဖြစ်တဲ့ Marcus Rashford ကိုသဘောကျပဲဒါအပြင်ကျွန်တော်တို့တခြား နာမည်ထုတ်မပြောလို့တယ်ပေါ့နော်တောင်ပန်ကစားမတွေကိုလည်းကျွန်တော်သဘောကျတာတွေကျွန်တော်ရှိရေပေါ့အဲ့တော့တခြားကလပ်အသင်းတွေရဲ့တခြားကလပ်အသင်းတွေနဲ့တူဇာတ်ရုပ်တန်ရှိနေတဲ့ကစားမတွေအကြောင်းကိုကျွန်တော်သိတော့ပြောလို့တော့မကောင်းဘူးပေါ့ဗျာအဲဒါအပြင်သူနီကိုဝီလျံနဲ့ပတ်သက်လို့လည်းအဲနီကိုဝီလျံကလုံးဝ top quality ရှိတဲ့ player တယောက်ဖြစ်တယ်ဗောနော်ဒိုင်မေလိုပြီးကတဲ့နေရာကြီးအပြောင်းရွှေ့ကတော့ဒန်နီအော်လိုမိုကဘိုင်ဆီလိုနာကိုလုံးဝကိုလာချင်ခဲ့ပြီးတော့ ်ဘာစီလိုနာတင်းရဲ့ project တွေကိုလည်းလုံးဝ confidence ရှိတဲ့ပုံစံပေါက်ထားတယ်အဲကြောင့်သူတို့အတွက်ပေါ့နော်ဒန်နီအော်ရမူကိုခေါ်ရတာကအင်မတန်လွယ်ကူခဲ့ပြီးတော့နီကိုဝီလီယံဘက်ကတော့အဲ့ဒီလိုမျိုး confident ရှိတဲ့ပုံစံဒီဘာတွေပါစီလိုနာကိုချက်ချင်းလာခြင်းတဲ့ပုံစံဒီပြမနေခဲ့ဘူးဆိုပြီးတော့ပြောသွားတယ်ဆိုတော့ထားပါတော့နီကိုဝီလီယံနဲ့ပက်တရိုကဒီလူချင်းတဲ့အသင်းကများတယ်ဒါပေမဲ့လို့ပေါ့နော်ဘာစီလိုနာကလူဝစ်ဒီအက်စ်နဲ့မာကက်စ်ဖရက်ဖို့လူချင်းနဲ့ပေါ့ဒီနေရာမှာဒေဗာဦးတင်းရဲ့ဘက်ကတော့လူဝစ်ဒီအက်စ်ကိုလက်လွတ်မလား ကျွန်တော်မသိကြဘူးကျွန်တော်မသိကြဘူးဘာလို့လဲဆိုတော့ DS ကိုလက်လွတ်မယ်ဆိုလို့ရှိရင်တို့နောက်ထပ် left winger ကောင်းကောင်းတက်ရောက်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင် striker ကောင်းကောင်းတက်ရောက်တော့ဘာဒီလူလီဘာဝကပြန်ခေါ်မှရမှာတကယ်လို့ DS ကိုတို့လက်လွတ်လက်လွတ်မယ်ဆိုရင်ပြောတာကိုရီကပူတယောက်ထဲနဲ့အဆင်မပြေဘူး sorry ကိုရီကပူတယောက်ထဲနဲ့ကျွန်တော်အဆင်မပြေဘူးကိုရီကပူရှိမယ်ဆိုတာဟုတ်တယ်ဒါပေမဲ့ injury ပြဿနာတွေကျွန်တော်တို့ကြုံလာရင်ဘယ်လိုလုပ်မလဲအဒရီကိုခီဆာတို့ဘာတို့ကတော်တော်တိုင်ပတ်တဲ့အနေအထားမျိုးဒံယာတွေကြီးပြတရာတွေလုံးလုံးပန်းနေရတဲ့အခြေအနေမျိုးဗျာ ။အတအပြင်စာလာတယောက်တည်းကျွန်တော်တို့ကမိခိုးလို့ကျွန်တော်မရောက်တိုက်စစ်ကလည်းဂျူတာကအမြဲတမ်းဒီပါ injury ပြဿနာကြုံ။အတအပြင်ကျွန်တော်ဒီဗါလဲအဲဒါဝင်နူးနက်စ်ကလည်းအမြဲတမ်းအာမကူဝါဒါမျိုးတွေ။ဆိုတော့ဒီပါဦးတင်ရဲ့ဘက်ကတော့ Louis Diaz ကိုလုံးဝလက်လွတ်လိုက်မယ်လို့ကျွန်တော်ထင်မှုဒီချင်းရှိတဲ့တိုက်စစ်မှုဖြစ်ဖြစ်တောင်ပန်ကစားမတစ်ယောက်ဖြစ်ဖြစ်ပြန်မခေါ်နိုင်သေးသေးရွေးပေါ့နော်။ဒါပေမဲ့လို့ Marcus Rashford ရဲ့အနာဂတ်ကကျတော့ကျွန်တော်ပြောစရာဖြစ်လာပြီ။ United က Marcus Rashford ကိုကျွန်တော်ရောင်းချဖို့ပြင်ဆင်နေတာ ်ဘာစီလိုနာအော်လက်ရှိအက်စတူမီလာကိုလည်းကျွန်တော်အငှားချထားတယ်။စာချုပ်ကိုရင်ယူနိုက်တက်ကိုပြန်လာရမယ်။ကျွန်တော်တန်း၄၀နဲ့ရောင်းမှုကျွန်တော်ကျူးပန်းနေတယ်။ market stretch book ကိုကျွန်တော်တန်း၄၀နဲ့ရောင်းကျင်တယ်။ကစားမကိုတိုင်းကလည်း Champions League ဝင်ခွင့်ရတဲ့အသင်းကိုပြောင်းကျင်တယ်။ဒါပေမဲ့လို့ပေါ့နော်။ Premier League ကလည်းအသင်းတော့သူမကစားလို့ဘူး။တခြားဥရောပကိုပြောင်းကျင်တယ်ပေါ့။ကျွန်တော်အလုံးသိပါတယ်။ Rashford Barcelona ကိုပြောင်းကျင်နေတယ်ဆိုတော့ဟုတ်တယ်မလားနော်။ဒါပေမဲ့လို့ Barcelona ကိုရောက်ပြီဆိုလို့ရှင်တော့သူအရန်ကုန်မဲပေါ့ဗျာ။ နော်ကျွန်တော်တို့လက်ရှိရာမဲကိုကြော်ပြီးတော့လည်းနေရာရဖို့မရှိသလိုလီယွန်ဒော့စကီကိုကြော်ပြီးတော့လည်းနေရာရဖို့မရှိဘူးဒါအပြင်ကျွန်တော်တို့ဒီရာဖင်ညာကိုကြော်ပြီးတော့လည်းနေရာရဖို့မရှိဘူးလီယွန်ဒော့စကီကအသက်ရွယ်ရလာတဲ့ဆိုမျိုးလို့မာကတ်စထရစ်ဖူးကလီယွန်ဒော့စကီနေရာကိုကောင်းကောင်းအစားထိုးနိုင်တဲ့ကစားမမျိုးလားဆိုတော့လေတေးကြပြန်မှုအဲမဲ့ဒီကောင်ကတော့တိုက်စစ်ကိုလည်းကစားလို့ရတယ်ဆိုတော့ပြောတော့မရဘူးပေါ့လေဒါမျိုးလို့ရက်ရှ်ဖူးအနေနဲ့ဘာစီလိုနာရဲ့ကစားဟန်ကိုကျွန်တော်ကကောင်းကောင်းကြီး adapt လုပ်နိုင်စွမ်းရှိပါမလားဒါကတော့တက္ကနဒါမျိုးလို့ဘာစီရဲ့ဘက်ကစိတ်ဝင်စားနေတယ်ဆိုကြတဲ့က ။ Okay Rashford ကတော့ငါတို့ရဲ့ကစားဟန်ကို adapt လုပ်နိုင်စွမ်းရှိတယ်လို့သူတို့ယုံကြည်ထားလို့ပဲ။ Marcus Rashford နဲ့ပတ်သက်လို့ဘာစီရဲ့ဘက်ကလိုချင်တယ်။အဲသူတို့ဘက်ကအမှန်ကန်ခေါ်ဖို့ကြိုးပမ်းမကြိုးပမ်းမကျွန်တော်တို့စောင့်ကြည့်ရမှာ။ကျွန်တော်ကတော့ဘာစီလိုနာကြိုးပမ်းလာပြီးသဘောကျလိမ့်မယ်။ဒီနေရာမှာဘာစီကိုရောက်လို့ရှိရင်တော့ကောင်းရင်ကောင်းသွားမှာပေါ့လေ။ဟုတ်တယ်မလား။ကိုအသင်းမှာရှိလို့အားနဲ့စားလို့ရှိရင်ဘာလို့လဲဆိုတော့ဘာစီဟာအသင်းလိုက်ပို့ပြီးတော့ကောင်းတဲ့နော်အသင်းမျိုးပဲ။အဲ့တော့ကတဲ့င်းလုံးကကောင်းနေတဲ့အချိန်မျိုးမှာနောက်ထပ်ကစားမတဲ့ကိုထပ်ပြီးတော့ထ နာကအဲ့ဒီကစားမအတွက်ကပြဿနာရှိမှသွားဘူး AACC ပဲအကုန်လုံးကောင်းနေတာသူတွေလိုက်ကောင်းလာမှာပဲအမေတို့ကျွန်တော်တို့ကလပ်သင်းလူမျိုးကိုကလပ်လူမျိုးတိုင်ပတ်နေတဲ့အသင်းမျိုးမှာကစားမအသစ်တယောက်ကိုထည့်ရင်အဲ့အသစ်တယောက်ကအကုန်လုံးကိုပြောင်းလဲနေဆိုရင်မရှိဘူးငုံကတိုင်ပတ်နေတယ်ဆိုတော့အဲ့အသက်ကစားမအသစ်ပါကျွန်တော်ဆွဲချသွားမှာကိုအသင်းမှာ Rashford တိုင်ပတ်နေလို့ဟောဘာစီလိုနာကိုရောက်ရင်လည်းပဲဒီကောင်တိုင်ပတ်မှာပါပဲကွာဆိုပြီးတော့ကိုစားလို့ကျွန်တော်မရဘူးအဲ့ဒါကြောင့်ဘာစီအနေနဲ့ Marcus Rashford ကိုအမှန်ကန်ခေါ်ဖို့အတွက်ဂျူးမန်းတင်တယ်လို့ကျွန်တော်ထင်တယ် တန်း40ဆိုတာကတော့ဘာစီဘက်ကတတ်နိုင်စွမ်းရှိတဲ့အခြေအနေမျိုးပါ။ဒါပေမဲ့လို့ပေါ့နော်အဲ United ရဲ့အခြေအနေဒီ market stretch ကိုနေလက်လို့ချင်တဲ့အခြေအနေမျိုးတွေ Rashford ကိုယ်တိုင်ကမဖြစ်မနေထွက်ချင်တဲ့အခြေအနေမျိုးတွေဒါတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်တို့ဒီဘာစီလိုနာနီးနဲ့ပေါ့နော်တီးချက်ဈေးနည်းနည်းနဲ့တို့တို့ဒါရဖို့လဲကျူးပန်းချင်တဲ့ကျူးပန်းလာမှာပဲ။ကစားမကိုယ်တိုင်ကတော့ဘာစီကလူချင်နေဆိုရင်သူတကယ်ပြောင်းမှာပဲ။ကစားမကပြောင်းချင်နေတာ။ဒါပေမဲ့လို့ United အနေနဲ့တန်း40လောက်နဲ့မရလို့ရှင်တော့လက်လို့တင်နေတယ်မှာကျွန်တော်ပါဘူး။ တော့ Marcus Rashford နဲ့ပတ်သက်လို့နာမည်ဒီပါပါတက်ပြီးတော့သဘောကျကြောင်းဘာစီလိုနာအားကစားဒါရိုက်တာဒီကူရူဘာလို့ကပြောလာပြီးဆိုတော့ဒီအပြောင်းအရွှေ့ဟာကျွန်တော်တို့ဒါမဲ့ညွေရကြီးအပြောင်းအရွှေ့မှာအတိုင်းတာတစ်ခုဒီမျက်စိတောက်တောက်ကြည့်တဲ့အပြောင်းအရွှေ့တစ်ခုနည်းနည်းဒီကူနေနေရော Marcus Rashford ကိုဘာစီလိုနာကအမှန်ကန်ဘိုးတွေကျူးပန်းလာနိုင်မယ်လို့ထင်ကြလားမိကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်